ပြည်ဦးလွင်မှာမြန်မာနိုင်ငံစေဝါလုပ်ငန်းစက်ယုံကခြံဝင်းခန့်မှုပြုလုပ်ခဲ့တဲ့ပေါ်တိန်စီခန့်တောင်သူလယ်သမားတွေကတွားရောက်တားဆီးမှုတွေပြုလုပ်ခဲ့ပါတယ်မျိုးမင်းဦးရဲ့သတင်းပေးပို့မှုမှာရှုစားနိုင်ပါတယ်ခင်ဗျာပြည်ဦးလွင်မှာမြန်မာနိုင်ငံစေဝါလုပ်ငန်းစက်ယုံကခြံဝင်းခန့်မှုပြုလုပ်ခဲ့တဲ့ပေါ်ပြည်ဦးလွင်မြို့နယ်ကံကြီးကုန်းကျေးရွာအောင်ချမ်းသာကျေးရွာစီကားကျေးရွာမြက်မင်္ဂလာကျေးရွာညဉ့်ညင်းတာကျေးရွာတွေကတိန်စဲခန့်တောင်သူတွေကတွားရောက်တားဆီးမှုတွေပြုလုပ်ခဲ့ပါတယ် တဲ့ပထမရက်ကတော့ကျွန်တော်တို့တားသေးတယ်တားလို့သူတို့ကဆက်ခတ်မယ်လို့ပြောတယ်ပြောတော့ခါကျကျွန်တော်တို့တောင်သူ84ဦးကနေပြီးတော့ဒီမှာလာပြီးတော့တားတာပေါ့တားတဲ့အချိန်မှာအခုဆက်ယုံမှုဒီနေ့မှာဆက်ယုံမှုကပြောသွားတယ်ကျွန်တော်တို့တောင်သူ84ဦးကိုတရားစွဲဆိုပါမယ်လို့ပြောတယ်2014ခုနှစ်ဇူလိုင်လ2ရက်နေ့ကအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီပြည်ဦးလွင်မြို့နယ်လွှတ်တော်ကိုယ်စားလှယ်ဦးကျော်တီဟာနဲ့ဆက်ယုံမှုကြီးဦးတန်းထူးတို့ဟာနှစ်ဦးနှစ်ဖက်တင်းဆဲခံထားရတဲ့မြေယာတွေနဲ့ပတ်သက်ပြီး ညှိနှိုင်းမှုတွေပြုလုပ်ခဲ့ပါတယ်။ညှိနှိုင်းမှုတွေအရမြန်မာနိုင်ငံစေဝါလုပ်ငန်းဆက်ယုံပိုင်မြေမကျူးကျော်ရဆိုတဲ့ Venice Sign ဘုတ်တွေကိုဖြုတ်ပေးဖို့နဲ့ခြံဝင်းတွေမကပ်ဖို့အတွက်နှစ်ဦးနှစ်ဖက်သဘောတူခဲ့ကြပါမယ်။အော်တိုဘာလ23ရက်နေ့ကမြန်မာနိုင်ငံစေဝါလုပ်ငန်းဆက်ယုံကခြံဝင်းခတ်မှုပြုလုပ်ခဲ့တာကြောင့်တိန်းဆဲကန်တောင်သူတွေကတွားရောက်တားဆီးမှုတွေပြုလုပ်ခဲ့တာပါ။ကျွန်တော်ပေါ်လဲနားလည်ပြပါ။ကျွန်တော်ကပြည်သူလူထုနဲ့ပြည်သူလူထုနဲ့အေးအေးချမ်းဖြစ်နေတဲ့လူပါ။ပြည်သူလူဆိုကျွန်တော်လည်းပြည်သူပဲလေ။ နောက်တော့ကျွန်တော်ပို့ဆိုကျွန်တော်ဒေတာကံတော့သိမြင်ကြတာပဲလေအဲ့တော့မဖြစ်ချင်ပါဘူးအဲ့တော့တင်ပြတာအားလုံးတော့ကျွန်တော်ဘက်ကအများဆုံးတင်ပြပေးပါမယ်အပေါ်ကဆောင်ရွက်ပေးနေကျွန်တော်နှုတ်နဲ့ပြောလို့ရအောင်ကျွန်တော်ပြောပြပါမယ်နော်ကျွန်တော် final လောက်ပဲရှိပါတယ်တခုပဲရှိတယ်အခုကချန်စီယိုခတ်တဲ့ကိစ္စကြတော့ကျွန်တော်ကျွန်တော်ကျွန်တော်ဝန်ထမ်းဖြစ်ပါတယ်ကျွန်တော်အထက်ကအစင်းချင်းညွှန်ကြားပြကျွန်တော်လုပ်ရပါတယ်ရှေ့မျက်နှာစာလေးတော့ကျွန်တော်လောလောဆယ်ခတ်ဖို့လုပ်စီစဉ်နေပါတယ် budget ကလည်းကျပြီးသားဖြစ်ပါတယ် ်မန္တလေးတိုင်းပြည်ဦးလွေမြို့နယ်ကံကြီးကုန်းကျေးရွာအောင်ချမ်းသာကျေးရွာစီကားကျေးရွာမြတ်မင်္ဂလာကျေးရွာညဉ့်ညင်းသာကျေးရွာတွေကတောင်သူ84ဦးပိုင်တဲ့လေယာမြေတွေကို1995ခုနှစ်ကပိုးစာစီမံကိန်းဆိုပြီးဧက380နီးပါးကိုစစ်တပ်ကသိမ်းယူသွားခဲ့တာဖြစ်ပါတယ်။2009ခုနှစ်မှာတော့အမတ်တပ်စက်မှုဝင်ကြီးဌာနကပြင်ဦးလင်မြို့နယ်မြန်မာနိုင်ငံစေဝါလုပ်ငန်းဆက်ယုံကိုတိစောက်ဖွင့်လှစ်ခဲ့ပြီး2009ခုနှစ်မှာတော့ ကာကွယ်ရေးဌာနစစ်ထောက်ချုပ်မှအမတ်တစ်ဆက်မှုဝင်ကြီးဌာနစီကိုပြန်ပြီးလွှဲအပ်ခဲ့တာပါပြည်ဦးလွင်မှာရှိတဲ့မြန်မာနိုင်ငံစေဝါလုပ်ငန်းဆက်ယုံစောက်လုပ်ထားတဲ့ကွင်းအမှတ်662ကကြီးနဲ့665ဒိုးပင်ကွင်းအတွင်းမှာရှိတဲ့အိမ်က380နီးပါးမြေနေရာမှာတောင်သူတွေကရှေးရခိုင်ကလေးကဓမ္မဦးချစိုက်ပျိုးလုပ်ကင်ခဲ့တာဖြစ်ပြီးတိစားကုန်ပြေစာများပေးဆောင်ပြီးလုပ်ကင်ခဲ့တာဖြစ်ကနစ်နာချင်းနဲ့ရော်ချင်းငွေတွေမပေးဘဲနဲ့တင်းစည်းခံခဲ့ရတာဖြစ်တယ်လို့တောင်သူတွေကပြောပါတယ်ကျွန်တော်မျိုးမင်းဦးပါ